ခင်ပွန်ကောင်အိမ်နောက်တစ်ခုမှာအပေးကိုမျှတစွာချက်ကြတယ်ဆိုတာအင်မတန်မှစက်တည်ရှိတဲ့မင်္ဂလာတပါဖြစ်ပါတယ်။ဒါကိုစိတ်ရုပ်တဲ့မိတ်ဆွေပေါင်းတဲ့တချို့ကမြောက်ပြန့်ပေးတတ်ကြပြီးသဘောထားမပြည့်တဲ့ခက်ညံ့ညံ့ဆွေမျိုးတွေကတော့ကဲ့ရဲ့ပြစ်တင်တတ်ကြပါတယ်။လင်းနဲ့မယားနှစ်ယောက်ကြားမခန့်ချိမခန့်သာစကားလုံးတွေတုံးပြီးတွေးကွဲစီတဲ့စကားမျိုးတွေကိုလည်းပြောတတ်ကြပါတယ်။တကယ်တော့ခင်ပွန်ကောင်ဆိုတာဇနီးပေါ်နိုင်ထက်စင်းနေမပြုတ်တဲ့သူပါ။ဇနီးကအမြဲတမ်းလေးစားချက်ခင်အောင်လေး ပြုမှုနေထိုင်တတ်သူပါအိမ်တော်ဦးစီးတာဝန်ကိုလည်းအပြည့်အဝလောက်ကင်ဆောင်ရွက်နိုင်တဲ့သူလည်းဖြစ်ပါတယ်ပတ်ဝန်းကျင်မှာခင်ပွန်းတဲ့ဟာကိုယ်စနီးပေါ်တဲတဲလောက်ချစ်နေရမြင်ရတာအပြစ်ဖြစ်နေရလားဒီလိုခင်ပွန်းမျိုးစနီးတိုင်းတောင်းတလိုချင်ကြပါလိမ့်မယ်အိမ်တော်ရေးတခုခိုင်မြဲဖို့ဆိုတာခင်ပွန်းတဲ့စနီးအပြန်အလှန်ချစ်ချင်းမြတ်တာတခုတော့ရှိနေတတ်ပါတယ်စနီးတယောက်ရဲ့ပျော်ရွှင်မှုတွေကခင်ပွန်းရဲ့ချစ်ချင်းမြတ်တာတွေပဲဖြစ်ပါတယ်ဒါကြောင့်ပျော်ရွှင်နေတဲ့ဇနီးတယောက်ရဲ့ဘဝမှာ တိတ်ခါရှိပြီးလေးစားထိုက်တဲ့ခင်ပွန်ကောင်ရှိနေလို့ပါအမြဲတမ်းမှိုင်းတွေ့နေရပြီးအလိုမကျဖြစ်နေတတ်တဲ့ဇနီးရဲ့နောက်ကွယ်မှာတော့သစ္စာမဲ့ပြီးဖောက်ပြန်တတ်တဲ့ခင်ပွန်စုံရှိနေပါလိမ့်မယ်ပစ္စည်းဥစ္စာမပြည့်စုံမိမဲ့ခင်ပွန်ကောင်သာရှိနေပါစေစိတ်ပျော်ရွှင်စွာနေနိုင်မှာဖြစ်ပြီးပစ္စည်းဥစ္စာချမ်းသာပေမဲ့ခင်ပွန်ကောင်မရှိတဲ့အခါစိတ်ပျော်ရွှင်နိုင်မှာမဟုတ်ပါဘူးဒါကြောင့်ခင်ပွန်ကကိုယ့်ရဲ့ဇနီးကိုချစ်ပြတာရှက်စရာမဟုတ်ပါဘူးဂျာကအထင်ကြီးလေးစားချီးကျူးဖို့ကောင်းတဲ့ ခင်ပွန်ကောင်းရဲ့အပြုမူတွေပါဒီလိုဇနီးမောင်နှံရဲ့အပြန်အလှန်ချစ်ခင်ဂရုစိုက်တတ်မှုတွေဟာပျော်ရွှင်စရာကောင်းတဲ့အိမ်ဆောင်ရေးတစ်ခုကိုပိုင်ဆိုင်ရမှာဖြစ်ပါတယ်စစ်မှန်တဲ့ချစ်ချင်းမြတ်တာတွေသာရှိပါစေတာယာနေမှာအမှန်ဖြစ်ပါတယ်ယောက်ျားတိုင်းခင်ပွန်ကောင်းများဖြစ်ကြပြီးဇနီးတိုင်းခင်ပွန်ပေါ်မှာလေးစားစွာတန်ဖိုးထားတတ်ကြပါစေ။